လုံးပဲမကလာမပြပို့ပွားနေတဲ့ပညာကနဲ့အားလုံးကိုကြိုးဆိုပါရဗျာ like and subscribe နဲ့ be အပိတ်ချာပါဦးဗျာ yeah yeah အားလုံးမင်္ဂလာပါဗျာဖော်ဝါလေးနေပညာနေပြန်လဲကြိုးစားပါရဗျာဒီနေ့မှာတော့ Huawei ဖုန်းသလုံးပေါ့နော်ဒီမှာအာပိတ်လိုက်ဖွင့်လိုက်အာပိတ်လိုက်ဖွင့်လိုက်အဲ့လိုမျိုးဖြစ်နေပါတယ်ပြီးတော့စက်ရုံပုတ်လေးပေါ်လိုက်ပေါ့နော်အဲ့လိုဖြစ်နေတယ်ဒီ error လေးကိုဒီမှာတော့အဲခုလိုမျိုး ပေးတော်လိုက်ပွင့်တော်လိုက်အခုလိုမျိုးစက်ရုပ်ပုံလေးပုံလိုက်စပြည့်ဒီလိုပုံလေးပုံနေတယ်အဲဒီဟာလေးကိုမိတ်ဆွေများပြည်ပြည်နေမြောက်ပေးမယ်အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းဖြစ်နေကျွန်တော်ပြောတဲ့တိုင်လုပ်လို့ရပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီကောင်လေးကဘာကြောင့်ဖြစ်တာလဲဆိုတော့အချက်၃ချက်ရှိပါတယ်အဲ့တော့နံပါတ်၁ချက်တစ်ခုကတော့ဒီကောင်က system update တောင်းတာဖြစ်ပါတယ် system update ကကျွန်တော်တွေဘာလို့တောင်းတာလဲဆိုတော့သူကကျွန်တော် line နဲ့ဖွင့်ပြီးတော့ system update တွေသွားနေမိတဲ့အခါမျိုးမှာကျွန်တော်တို့ကမသိလိုက်ဘူးဒါပေမဲ့ကျွန်တော် wifi နဲ့ပြန်ပိတ်လိုက်တယ်အဲ့ချိန်မှာ set တွေပိတ်မိတာမျိုးပဲဖြစ်ဖြစ် အလုံးစစ်စတန်အတိတ်တောင်းတက်တယ်ပြောမလို့သူ့ကိုပြေးအောင်လုပ်ပြီးပို့လို့ပြောပြောတော့ပေါ့နော်ဒါကနံပါတ်1တခုနံပါတ်2တခုကတော့ကျွန်တော် software ပေါ့နော် software IC ကိုကအဲကျွန်တော် software ဒီဒီဖုန်းရဲ့ firmware ပေါ့နော် firmware ကကျွန်တော်တို့တွေခါကြလို့ရှိရင်အဲဒါတွေတက်ပြီးတော့ update တွေတောင်းလို့ရှိရင်လည်းခုလိုမျိုးဖြစ်တတ်တယ်ခုလိုမျိုးဖြစ်တတ်တယ်နော်အဲနောက်နောက်တစ်ချက်ကျတော့ကျွန်တော်ဒီ cloud တွေပေါ့ and or not check out the cloud တွေပေါ့အဲ cloud တွေကကျွန်တော်တွေကြာတဲ့ခါမျိုးမှာအရင်ဖိမိတာမျိုးပဲဖြစ်ဖြစ်တော့မဟုတ် cloud ကြောင်တာမျိုးပဲဖြစ်ဖြစ်တယ်အဲ့လိုမျိုးဖြစ်တတ်တယ် နော်အဲ့လိုလည်းဖြစ်တတ်တယ်နော်အဲ့လိုလည်းဖြစ်တတ်တယ်ဒီဒီချက်တွေကဖြစ်တာအများဆုံးပဲဖြစ်ပါတယ်အဲနောက်ဆုံးချက်ကတော့ကျွန်တော် IC ပေါ့ဗျာအဲ့တော့ဒါဆိုဒါ software IC ဒါကြလို့အဲ့လိုကြောင်တာလို့ပြတ်တယ်လို့ဖြစ်နေအဲ့လိုမျိုးလို့ဒီလိုပုံလေးပေါ်တတ်တယ်ဒီလိုဒီလိုချင်းနေဆိုရင် software IC ကြောင်သွားလို့ရှိရင်ပြန်ရေးမြတဲ့ software phone တွေလည်းရှိတယ်အဲ့လိုမျိုးကြုံခဲ့ဘူးတယ်ပေါ့နော် okay ဒါလေးတော့ကျွန်တော်လည်းအလွယ်ဆုံးနဲ့အမြန်ဆုံးပဲပေါ့နော်အလွယ်ဆုံးဟာလေးလေးကိုအရင်စမ်းတတ်မှဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့တွေအဲဒီကောင်လေးကိုကျွန်တော် အာသူက form ပြန်မတက်တာဆိုတော့ကျွန်တော်တို့ recovery ခေါ်မယ် recovery ခေါ်ပြီးတော့ purpose swap ဖြတ်တယ်လို့ပဲသူ့ကိုကျွန်တော်တို့တွေ free reset ချပေးမယ်ပေါ့နော်အဲ့လိုလုပ်ပေးကြည့်မယ်အဲကျွန်တော်တို့ရဲ့အဲ့လိုလုပ်ဖို့အတွက်အရင်ဆုံးခလုတ်ကောင်းကောင်းလေးဆေးရမယ်ပေါ့နော်အဲ့ဒါလေးမြောက်ပေးမယ်ပြ။ Okay ဒါဆိုရင်တော်တော်တစ်ချက်လောက်စမ်းကြည့်မယ်နော်โอเคဘွင်ဘွင်အဲ့ဆိုကျွန်တော် recovery လေးခေါ်ခေါ်ကြည့်မယ်เนาะအဲကျွန်တော် အဲဒီအတန် short တဲ့ clock ကိုနှိပ်ထားကြည့်မယ်နော်အတန် short တဲ့ clock ကိုနှိပ်ထားကြည့်မယ် Okay အဲ့လိုနှိပ်မြရင်အပေါ်ပြန်နှိပ်မယ်နော်โอเคอ่ะဆိုရင်ကျွန်တော် အဲအတန်ရှော့တဲ့ကလုတ်နေနဲ့မရဘူးအတန်အတန်ချဲ့တဲ့ကလုတ်ပေါ့နော်အတန်ချဲ့တဲ့ကလုတ်နေတာရတယ်ရတယ်ဆိုတော့ကလုတ်ပုံလေးပေါ်ပေါ်ပေါ်လာပါတယ်ပေါ့နော်โอเคအဲ့တော့မှဒီမှာကလုတ်ပုံလေးပေါ်လာတော့သူကအဲ့ဒီလောက်တာ ဖေးတယ်ပေါ့ဖေးတယ်ဆိုတော့ကျွန်တော်တို့ကဒီကောင်လေးကိုတစ်ချက်လောက်ကျွန်တော် review လေးပြန်ချကြည့်မယ်နော်ဒီမှာပါတယ်ဆိုတော့ review ချကြည့်မယ် ဟုတ်ကဲ့ဒါဆိုကျွန်တော် power cloud နှိပ်ပြီးတော့ system reboot နောင်လေးနှိပ်ပြလိုက်တာတော့သူကျွန်တော်လေး power ပြန်တက်လာတယ်နော် power ပြန်တက်လာလို့ရှိရင်သူပြောတဲ့ system update ကိုပြီးအောင်နှိပ်ပြရမှာဖြစ်ပါလိမ့်ဗျာနော်အဲ့တော့ setting နဲ့သွားမယ် setting နဲ့သွားပြီးတော့ဒီမှာ system ရှိတယ် system ရှိတယ်ဒီမှာ software update ဒီမှာ software update ရှိတယ် okay ဒီကောင်လေးကိုနော်ဒီမှာသူလုံနေတယ်ပါတယ်ဒီမှာနော်အဲ့ဒါလေးကိုကျွန်တော် လုံးလုံးတောင်းကျွန်တော် wifi ချစ်ပေးလိုက်နဲ wifi နဲ့ချစ်ပေးတာနော်ဒါကျွန်တော်ကျွန်တော် wifi နဲ့ချစ်ပေးတာတယ်အဲ့တော့သူကဒီမှာ chess ပေါ့နော် chess for elderly ကိုကျွန်တော်နှိပ်လိုက်မယ်နော်အဲ့တော့သူကသူ့အတွက်ပေါ့နော်အာကျွန်တော် session elderly ရှာနေပါတယ် โอเคโอเคအဲ့ဒါဆိုလို့ရှိရင်သူကဒီမှာသူပြောတာကတော့ဒီဖုန်းရဲ့ပုံမနော်ဒီဖုန်းမှာလဲစတန်အတိတ်ကကုန်ပြီလို့ပြောတယ်ပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီကောင်လေးကိုအဲဒါဆိုဘာလုတ်တင်လဲဆိုတော့ကျွန်တော်လောလောဆယ်ပုံနော်လောလောဆယ်ဒီတိုင်းတုံးမဲ့ဆိုရင်လည်းတုံးလို့ရတယ်ဒီတိုင်းတုံးမဲ့ဆိုလို့ရှိရင်တော့ဒီမှာ setting လေးကိုနှိပ်မယ်နှိပ်ပြီးတော့မှာ auto download over ဝင်လာပုံနော်တကွာအဲ download download ကျွန်တော်လုတ်တာကိုခဏပိတ်ထားလိုက်မယ် โอเคဒါဆိုရင်ကျွန်တော်တို့ဒီကောင်က update တွေမလုပ်တော့ဘူးဒါလုံးလေးမဆွဲတော့ဘူးเนาะ automatic โอเคအဲ့လိုပြီးသွားပြီဆိုလို့ရှိရင်တကယ်လို့မကျွန်တော်တို့ဒီဖုန်းကိုစစ်ချက်လက်ချက်သုံးချင်တော့အဖရီရီဇက်ချလိုက်တာအကောင်းဆုံးပါပဲဒီမှာเนาะ reset ပါတယ်အဲ့တော့ဒီမှာဒီမှာ setting ကိုချလိုက်ရတယ်နံပါတ်ကိုချလိုက်ရတယ်ဖုန်းကိုချလိုက်ရတယ်ဖုန်းချမယ်ဆိုလို့ရှိရင်တော့ဒီမှာကြည့်လိုက်အကုန်လုံးပြက်မယ်ဖုန်းနဲ့ရှိတာအကုန်ပြက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများအဲ့လိုချချင်းချလို့ရပါတယ်ဗျာနော်အဲ့လိုချလိုက်လို့ရှိရင်တော့ရေရှည်သုံးလို့ကောင်းတယ်မဟုတ်ရင်ခုလိုမျိုးပြန်ပေါ်တက်ပါလေ โอเคအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ကတော့လောလောဆယ်ဒီကောင်လေးကိုကျွန်တော်မချသေးဘူးเนาะတစ်ချက်တော့မေး customer မေးကြည့်မှာဆိုလို့လေကျွန်တော် message မှာလည်းအဲ့လိုချလို့ရပါတယ်ဗျာโอเคအားလုံးကျေးဇူးတင်ပါတယ် Allo ve ma calama de a poco quale ne pigna cane allo mo cho so vale bia like e subscribe ne pi a pe ciao bia bia bia